ဟိုင်မီနာဆန်ခုနီချီဝါခွန်ပန်ဝါအဲ့တော့ခုရပိုင်း M4 တွေပဲအတင်များနေပြီးတော့ M3 မတင်တာကြာလို့ပေါ့နော်ဒီတစ်ခါ M3 ဘက်ကိုသွားပါမယ်အခုတင်ပြပေးမှာကအဲ M3 ပေါ့နော်2018ခုနှစ်လပိုင်း အရှိမ2018စနေလပိုင်းဆိုပြီးကြော်တင်လိုက်တာ2018စနေလပိုင်းရဲ့မေခွန်နံပါတ်9စတာပို့စာတွေတင်ပြီးပါပြီအဲ18အဲ18 sorry 18ကခွန်လပိုင်းကြံတယ်လို့အခု18ခွန်လပိုင်းရဲ့မေခွန်နံပါတ်9ပို့စာကြီးမေခွန်နံပါတ်9ပို့စာကြီးမှာဇာအကွက်တွေနေပေါ့နော်ဒီဘက်ချမ်းမှာတဝက်ရှိရဲအဲအဲ့ဒါတွေကိုဖြည့်ပြမှာဖြစ်ပါတယ်နောက်ရကြမှာတခါစတာပို့စာဖြည့်ပြပြပါမယ်စောင်းဝဲနီးပြီဆိုပေမဲ့လည်းအဲအရင်အချိန်အကက်နေသေးတာတော့မဟုတ်ပေမဲ့မှီသေးတယ်အရှိရဲ့ဗီဒီယိုဖိုင်တွေအများကြီးပဲရှိတယ်ပြန်ကြည့်ပြီးတော့လေ့ကျင့်ကြည့်ပါအဲ့တော့ဘယ်လိုမျိုး point ဖမ်းပြီးဖြေရမလဲဆိုတော့အခုတခါထပ်ပြင်းထပ်ဖြေပြပါမယ်တင်ပြပြပါမယ် ကဲဒါဆိုရင်ကြည့်လိုက်အောင်ထုံးစံတိုင်းမိကုန်းကိုဆက်ဖတ်မယ်မိကုန်းကိုဖတ်မယ်ဆိုတော့ဒီမှာမိကုန်းရှိတယ်ပေါ့နော်ကဲအတူတူဖတ်ကြည့်အောင်အဲ့တော့ ဒီမှာဆိုလို့ရှိရင်စံပါတဲ့ပြောင်းချထိုးစာနဲ့သူ့ဘာသာပြန်မလေးနဲ့ဒါဒီလူဒီတဲ့ဟာရခရင်နင်းကုနော်ခိုင်းအင်းတဲ့ခိုင်းအင်းတဲ့ဆိုတာခိုင်းအင်းဖြစ်ပြီးနောင်ကိုတဲ့ဖောင်ပြောင်းထားတာသူကနေရာတကာမှာဒဲကိုမှားလို့ဘာသာပြန်လို့မရဘူးဒီခိုင်းအင်းဆိုတာကမန်ဘာဝင်ကိုပြောတာအဲ့တော့နောင်ဖြစ်တဲ့အကြောင်းဒဲဆိုတာကတဲ့ဖောင်ပြောင်းထားတာအတိတ်ပဲတဲ့ဖောင်ရဲ့အတိတ်ပဲမှာသာဖြစ်ရွေ့လို့ပြီးပဲဖြစ်မယ်အဲ့လိုဘာသာပြန်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီလူကဒီဟာရခရင်နင်းကုရဲ့မန်ဘာဝင်ဖြစ်ပြီးတော့တဲ့လေးလပိုင်း၃ရက်နေ့ မခလို့ပါတယ်ပေါ့နော် မာတဲ့စေတာနဲ့ခိုးတူကိုဝင်းကြီးကိုတထဲစီဇူးဆုဆိုတာစီဒီခရင်းနင်းကူကိုသွားအပ်မယ်လို့တွေးနေတယ်တာရှိတန်တို့မတည့်ဘူးတွေးနေတယ်အဲ့တော့ဒီလူကတဲ့အီကူရာဟာရာဝါနာရှီဟာရာဝါနာခဲတဲ့ဘာနာရနိုင်တဲ့စကားပေါ့ဘလောက်မပြမပြီးချေလို့မျောလဲဘလောက်ပြီးချေရမှာလဲတဲ့ကဲအဲ့ဒါဆိုလို့ရှိရင်ပြန်ပြောမယ်အဓိကမေကွန်းရဲ့အနှစ်သာရပါလဲဆိုလို့ရှိရင်ဒီခါတာခါနှလုံးနဲ့လူကတဲ့ဒီခရင်းနင်းရဲ့နံပါတ်ဝင်ဖြစ်တယ်ဟုတ်တယ်သူရဲ့အကြောင်းပါတယ်နံပါတ်ဝင်ဖြစ်ပြီးတော့သူက၄လပိုင်း၃ရက်နေမှာစေတာတထဲနဲ့ကုတ်တထဲကိုလျှော်မယ် အဲ့လိုရှင်းမယ်ဆိုလို့ရှင်သူမဖြစ်မနေပြချင်အောင်ဘယ်လောက်လဲအဲ့ဒါဆိုရင်တို့ကနေပြီးတော့ဘာကြည့်ရမှာလဲဒီ setter တထည်ချင်းစီ code တထည်ချင်းစီဈေးနှုန်းကိုတွတ်ကြည့်မယ်ပြီးတော့ဒီ Hara Cleaning Group ရဲ့ member ဝင်ဆိုလို့ရှင်ဘယ်လိုမျိုးအကျိုးခံစားခွင့်တွေရှိတယ်ဆိုတော့တို့ကတွတ်ကြည့်ရမယ်ဟုတ်တယ်မလားအဲ့ဒါဆိုလို့ရှင်တွတ်ကြည့်မယ်အရင်တော့အဖြေလေးတစ်ချက်ရှုလိုက်တထည်ချင်းစီရဲ့ဈေးနှုန်းတွေပြပြပြထားတယ်ပြီးတော့မှဒီမှာ3နဲ့4မှာဘာထူပါလဲဆိုလို့ရှင်အနောက်ကအဖွဲ့ဝင်ခြေတွေတိုးသွားတယ်ဟုတ်တယ်မလားအဲ့ဒါလေးတွတ်ကြည့်အောင်နော် ဲတော့အဖြေကဒီဘက်အဲဒီမှာတစ်ခုရှိတယ်ပြီးတော့ဒီဘက်မှာဒီဘက်တစ်ချမ်းမှာတစ်ခုရှိတယ်ပေါ့နော်ဒီဘက်တစ်ချမ်းမှာတစ်ခုရှိတယ်အဲ့တော့ဒီဘက်မှာအရင်စကြည့်မယ်ဘာလို့ဒီဘက်မှာစကြည့်လဲဆိုတော့တထည်ချင်းတည်စင်းတော့ဒီမှာရေးထားတာဟုတ်အဲ့တော့ရနေစကြည့်မယ်ဆိုတော့ hara cleaning ကိုပြောတဲ့အတွက်အကြောင်းသူလိုချင်တာလည်းပဲ hara cleaning ဖြစ်တဲ့အတွက်အကြောင်းတစ်ချက်မှန်သွားပြီပြီးတော့သူကအဲရှော်မာကကြတော့လေးလပိုင်း၃ရက်နေဖြစ်တဲ့အတွက်အကြောင်းဒီမှာကကြတော့အဲဒီ၃လပိုင်း၂၄ရက်နေလေးလပိုင်း၁၀ရက်နေဆိုသူပြောတဲ့ရက်နေအကျုံးမယ်ဆိုတော့တစ်ချက်ရပြီအဲ့ဒီမှာစကြည့်မယ်အဲ့တော့ဆဲရုခိခန်းချူတဲ့ဒီရောင်းချတဲ့ဒီကာလတွေမှာတဲ့ ဲ့တော့ခိုင်းအင်းခတ်တော့ဝါတဲ့အဒီ member ဝင်ရဲ့ပုံကိုရဆိုလို့ရှိရင် craning ကိုရောခင်းကအခရင်းနဲ့အခါချင်းကြီးကဆိုလို့ရှိရင်နဲ့ခီဟွန်းရောခင်အခြေခံအဲတတ်မှတ်ထားတဲ့ဈေးနှုန်းရဲ့40 discount ဖြစ်မယ်ဝါဒီပခီနီနာရီမတ်ပေါ့နော် discount ဖြစ်မယ်အဲ့ဒါဆိုလို့ရှိရင်တထည်ချင်းစီရဲ့ဈေးနှုန်းမှာခုနကဟိုကောင်လေးကအပေါ်ကောင်လေးကမန်ပါဝင်ဖြစ်တဲ့အတွက်ကြောင့်40 discount ရပါပြီဟုတ်ပြီနော်အဲအဲ့ဒါဆိုလို့ရှိရင်တို့သွားကြည့်မယ်သူကဘာနဲ့ဘာရှော်မှာလဲဆိုတော့ setter နဲ့ကိုအင်းညီရှော်မှာဖြစ်တဲ့ကြောင့် setter သွားကြည့်မယ်ဆို setter ဒီမှာရှိတယ်အဲ့တော့ပုံမှန်ဈေးက400တိုးတော့40 discount ဆိုတော့240သူက ဖွဲ့ဝင်ဖြစ်တဲ့အတွက်ကြောင့်240ပဲပေးရမှာအတော့တစ်ခုရပြီနောက်တစ်ခုကကိုင်းကြီးရှော်မယ်ပုံမှန်ဈေးက1300အဲသူကအဖွဲ့ဝင်ဖြစ်တဲ့အတွက်ကြောင့်40 discount ဆိုတော့980အဲဟုတ်ပြီအဲ့ဒါဆိုရင်အဖြေသွားကြည့်လို့ရပြီလို့ထင်တယ်အဲ့တော့တေချာတေချာတလောက်တော့မဟုတ်သေးဘူးအဖြေအရင်ဆုံးအဖြေတစ်ချက်ကြည့်ကြည့်မယ်အဲ့ဒါဆိုလို့ရှိရင်ခုနကပြောတယ်အဲဆက်တာ240နဲ့ကိုင်းကြီး980ကိုကြည့်လိုက်ပါမှရှိတယ်ဆိုဆက်တာ240ကိုင်းကြီး980ရကဲဒီမှာတစ်ချက်ရှိတယ် ဟုတ်ပြီကဲအဲ့ဒါဆိုလို့ရှိရင်မဖြစ်နိုင်တာကတော့ဒီဆက်တာ400နဲ့ထောင်းသွားမှဖြစ်တော့ဘာလို့ဆိုတော့ तू က member ဝင်ထားတဲ့သူဖြစ်တယ်40 discount ရမယ်လို့ဒီမှာရေးတဲ့အတွက်ကြောင့်ဒီနှစ်ကတော့မဖြစ်နိုင်တော့အဲ့ဒါဆို3နဲ့4ကိုတစ်ချက်ရှုမယ်3နဲ့4မှာကဒီမှာဆိုလို့ရှိရင်240 980ရှိရအဲ့ဒါဒါနဲ့သွားတူတယ်အဲ့ဒါဆိုရင်3လည်းပဲနည်းနည်းဖြစ်နိုင်တယ် style တစ်ခုပြမယ်အဲ့လေးရတော့လုံးဝမဖြစ်နိုင်တော့ပုံမှန်ဈေးတွေဖြစ်နေတော့ကြောင့်လေးရတော့လုံးဝမဖြစ်တော့ချက်ချေခတ်လိုက်။အဲ့ဒါဆိုလို့ရှိရင်ဒိုက1နဲ့3မှာပါကွာလေ။3 1မှာကကြာတော့ရိုးရိုးဈေးနှုန်းနှစ်ခုပဲရှိရဲ။3မှာကကြာတော့အဲ့တော့ခိုင်းအင်း စံပြခုအန်လို့ပါတယ်အဲ့တော့ member ကြီးခန့်ဟိပေါ့နော် member ကြီး300လို့ပါတယ်အဲ့ဒါဆိုလို့ရှိရင် तू က member ဝင်မိသားဖြစ်တယ်အဲ့ဒါဆိုရင်ဒါကမလို့တော့ဒါပေမဲ့ तू ကသေချာသလားမသေချာသလားဆိုတော့တော့ကြည့်မယ်အဲ့တော့ဒီဘက်မှာရှိသေးတာကိုတော့ကြည့်ရမယ်တော့အဲလွယ်တကူစံပြချလို့မရဘူးဒီလိုအပုတ်တွေကနည်းနည်းလက်ထားရတယ်ရှိရအတွက်ကြောင့်အဲ့တော့ဒီမှာဗာပြထားလဲဆိုလို့ရှိရင်တဲ့အဲ့တော့ခိုင်းအင်းဒေဝနိုင်ခါတာတဲ့မို့တဲ့ number ဝင်မဟုတ်တဲ့ပုံကိုလည်းပဲတဲ့ဒီဆိုင်မှာလျှောက်ထားမယ်ဆိုလို့ရှိရင်ချက်ချင်း number ဝင်ဖြစ်မယ်တဲ့ number ဝင်ဖြစ်လက်ခံပြီးမယ်တဲ့နောက်ပြီးတော့လျှောက်ထားတဲ့အချိန်မှာတဲ့ အဲ member ဝင်ကြီး300လိုအပ်မယ်ဒီမှာနော် member ဝင်ကြီး300လိုအပ်မယ်ဆိုတော့300လိုအပ်မယ်လို့ပြောတဲ့အတွက်ကြောင့်ဒီမှာထည့်ထားပြီးတာ300ဖြစ်တယ်ဒါပေမဲ့အခုတို့ဖတ်နေတဲ့ကောင်လေးကသူကဒီမှာလေးခိုင်းအင့်တဲ့ member ဝင်ဖြစ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီ300ပေးကြမလို့အဲအဲ့ဒါဆိုလို့ရှိရင်ဒီကောင်မလိုတော့တဲ့အတွက်ကြောင့်ဒီကောင်မရှိတဲ့အရာနံပါတ်1အကဖြည့်ဖြစ်သွားရဟုတ်ပြီလား တို့ကအစိုးရတဲ့ကွာဒီဇင်းတော့နှစ်ခုနဲ့ကြည့်လို့ရတယ်ဒါပေမဲ့အဖြေတွေကဒီဇင်းတော့နှစ်ခုနဲ့ကြည့်မယ်ဆိုလို့ရှိရင်သူကမန်ပါဝင်ဖြစ်တဲ့အတွက်ကြောင့်ဒီနှစ်ခုကိုပဲကြည့်မယ်အဲ့နှစ်ခုမှာမန်ပါဝင်မိသားဆိုတော့240နဲ့980 240နဲ့980ရှိတာဆိုလို့ရှိရင်တင်းနဲ့သုံးပါပဲရှိတာဟုတ်တယ်မလားအဲ့တော့နှစ်နဲ့လေးကလုံးဝကြည့်ကြမှာလို့ဒါပေမဲ့တင်းနဲ့သုံးပါပါကွာလဲဆိုတော့သုံးပါကဒီအဖွဲဝင်ကြီး300ပုံနေတယ် ဟုတ်ပြီတို့ကဒီမှာတော့ဖတ်လိုက်တဲ့အဖွဲဝင်ဖြစ်မယ်ဖြစ်တယ်လို့ဖတ်လိုက်တယ်ဒါပေမဲ့တို့ကတိတ်ပြီးတော့ဇဝေးသွားဖြစ်နေတယ်ဆိုလို့ရှိရင်သိကြတော့ရှိအောင်နောက်ကကြီးကြီးတဲ့အချက်လေးလိုက်ဖတ်ကြည့်လိုက်ဒီမှာကအဲလျှောက်ထားတဲ့သူမှသာလျင်300ပေးရမှာလေသူကကြတော့လျှောက်ထားမှာမဟုတ်တော့သူကဆိုရတော့ကမန်ပါဝင်ဖြီးပြီးသားလို့မေးဖို့မှာပါသွားတဲ့အတွက်ကြောင့်အဖြေကနံပါတ်1ဖြစ်သွားတယ်ဟုတ်ပြီနော်အဲအဲ့ဒါဆိုလို့ရှိရင်38ရအဖြေရပြီနံပါတ်1 39ဆက်သွားမယ်အဲ့ဒါ39ကိုမေးခွန်းကြည့်မယ်39ကိုမေးခွန်းကဗာပြောလဲဆိုတော့ဟာရခရနီကူနော်တဲ့ဒီမှာဆိုလို့ရှိရင် who are you da who are you da who are you that who are you that ကတော့တစ်ခါမှကြားဘူး who are you that who are you that တော့မဖြစ်တော့ဒီမှာကြည့်တော့။အော်ဒီမှာလဲ who are you that လို့ရေးထားတယ်။သူတော့သူစံ who are you that တစ်ခါမှကြားဘူး။ are you that မဖြစ်နိုင်ဘူးဒီကောင်ကလေကနေဝင်တာမလို့နေလုံးလေးဝင်တာမလို့ are you that ဖြစ်နေတာခန်းခန်းကြီးပေါ့နော်။ are you that မဖြစ်နိုင်ဘူးကျွန်တော်ထင်တာဒီခန်းကြီးလို့ပဲထင်တယ်။ အလေရခုချီဝင်မှာမွန်းပဲထင်မှာဟိုးမွန်းလို့ပဲရှိမယ်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဟိုးမွန်းစာပြီးစုလို့ပြောဟိုးမွန်းစာပြီးစုပဲရှိတယ်ခိုင်းခေါ်တွေဘာတွေမှာတော့နေဟိုးမွန်းစာပြီးစုဆိုတာအိမ်အရောက်ဝင်ဆောင်မှုပေးရတဲ့ဟာမျိုးဒါပဲဖြစ်နေတယ်ဒီစာအုပ်ကမားနေရလားမသိဘူးခဏခဏတွေ့ရအမားတွေဟုတ်ပြီအဲ့ဒါဆိုရင်ဒီကောင်ကိုဟိုးမွန်းလို့ပဲမှတ်မယ်နော်ဟိုးအိုင်ဟိုးအိုင်တာဆိုတာဒီမျိုးပဲတိတ်သုံးနှုံးလည်းမကြဘူးဟိုးအိုင်တာစာပြီးစုဆိုတာလည်းမရှိဘူးလို့ထင်တယ်နော်မိနစံတော့ဘယ်လိုထင်တော့မသိဘူးကျွန်တော်ကြောက်ကြောက်တော့မရှိဘူးလို့ထင်တယ်ဟိုးမွန်းစာပြီးစုပဲရှိတယ်အိမ်အရောက်ဝင်ဆောင်မှုပေးတဲ့စာပြီးဟုတ်ပြီနော်အဲ့ဒါဆိုရင်တို့ဒီနေရာလေးမှာဟိုးမွန်းလို့မှတ်မယ်နော်ကဲဟုတ်ပြီလားဆိုလို့ရှိရင် ဒီ harakurenin ကိုရ harakurenin ကိုရတဲ့ hormone service ကိုတဲ့သူကအသုံးပြုကျင်တယ်လို့တွေးနေရရှိတိုင်းဒုက္ခခိုက်အတဲ့ irohito ကအသုံးပြုကျင်တယ်လို့တွေးနေတဲ့သူက kiyosukena kereba nara nai desu ka တဲ့ဘယ်ဟာဖြစ်မလဲတဲ့အကျွန်တော်စကားပြောတာနည်းနည်းမြန်တယ်မြန်တယ်ဆိုတာကဗီဒီယိုနည်းနည်းခြုံကျင်တာ ਨੇ ပြီးတော့နည်းနည်းဗီဒီယိုရှည်လို့ရှင် memory အရန်ဆားလို့ပေါ့နော်ဖုန်းနဲ့ရိုက်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်မလို့နည်းနည်းမြန်လိုက်တာအဲမိနစံတော့ idea ပဲယူပါအော် ဘာလို့ဆိုတော့ဒီမေးခွန်းစာဖြစ်တဲ့အတွက်ကြောင့်ဒီမေးခွန်းစာကိုလှန်ထားလှန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်စကားမြန်အောင်မှာပဲကိုကလိုက်ကြည့်နေလို့ရတယ်ပေါ့နော်။ကဲဟုတ်ပြီ။အဲ့တော့ပြန်ပြောမယ်မေးခွန်းရဲ့အနှစ်သာရကဒီခရနင်ဂူရဲ့ဟော်မုန်းစာပြည့်စုကိုတုံးချင်တယ်လို့တွေးတဲ့သူမှဖြစ်နေလို့ရမယ်ရပါလေတဲ့။အဲ့ဒါဆိုလို့ရှိရင်တို့ကနေပြီးတော့ခုနကခရနင်ဂူရဲ့ဇေနုံးတွေကိုကြည့်ပြီးသွားပြီ။အခုဒီစာပြည့်နဲ့ပတ်သက်တဲ့ဟောက်သွားရှာအောင်မှာဟုတ်တယ်မှာ။အဲ့တော့ကြည့်မယ်စာပြည့်ကပြန်မှရှိလဲဆိုတော့အဲ့ဒီမှာနောက်ကဘာမှဟိုအိုက်တာဖြစ်နေမှားရတယ်နော်။ဟော်မုန်းလို့ပဲဖတ်မယ်နော်။ဟော်မုန်းစာပြည့်စုပဲရှိရဲ့။ အဲ့ဒါဒီ service ရဲ့ဟာကျင်းမှာရှိတာစတင်လိုက်ပြီ။ကဲဒါဆိုတော့ပါကြည့်ရမယ်ဆိုတော့ဘယ်ကနေစတင်။ဖြစ်နေတတိထားမယ့်အချက်ဆိုတော့ဒီမှာကရုပ်တရက်ဒီစာအကြောင်းကြည့်လိုက်မယ်ဆိုရင်ဒီမှာ service desk လို့ပြောတယ်ကျွန်တော် service ဖြစ်တယ်လို့ပြောတာ။ဖြစ်တယ်ဆိုတဲ့ကွာဒါကရှင်းပြတာ။ဒီ service ကိုစတင်လိုက်ပြီးဒီ service ကဘာတွေဘာတွေလုပ်တဲ့ service ဖြစ်တယ်ဆိုပြီးပြောတဲ့ဟာဖြစ်တဲ့အတွက်ဒီစာအကြောင်းမှာဖတ်လို့ရတယ်။ဘာဖြစ်လို့ဆိုတော့ service desk လို့ပြောတဲ့ဟာဒီဒီ service ရဲ့အကြောင်းပြောတာဖြစ်တဲ့အတွက်ကြောင့်တို့ကအဓိကဘာပဲရှာမှာလဲ။မဖြစ်မနေ တို့တွေအဲ့ဒါကိုတုံးတော့မယ်ဆိုရင်မဖြစ်မနေတတိထားမယ်အချက်ကိုရှာရမှာဟုတ်ဟုတ်တယ်မလားအဲ့ဒါဆိုရင်မဖြစ်မနေတတိထားမယ်ချက်ပါရှိတယ်ဆိုရင်တခုကြည့်ကြည့်မယ်မိုးရှိခိုးမိတဲ့လျှောက်လာတင်ခြင်းနဲ့လျှောက်လာတင်ခြင်းကကြတော့အေဂျောဂျီခန်းနိုင်ဤတဲ့တို့တို့လုပ်ငန်းလက်ပတ်တဲ့အချိန်တွင်မှာတဲ့အိုဒန်းဝတဲ့မိုးရှိခိုးမိခူရာဆိုင်ဖုံးဆက်ပြီးတော့လျှောက်လာတင်ပေးပါတဲ့ဒီစာပေကိုတုံးမယ်ဆိုလို့ရှိရင်အဲ့တော့ယခုကြည့်စုပ်ဤခိုးတဲ့အဲ့ဒီစာပေဖုံးဆက်ပြီးတဲ့ရက်ရက်နောက်ရက်ကြလို့ရှိရင်တဲ့အိုခက်ခုဆာမကရှိတိတ်စာတဲ့တာဟီနော့ကတ်စတမာကတတ်မှတ်ထားတဲ့နေရဲတဲ့ อืมဟုတ်တယ်ဒီမှာဒီမှာစကလုံးအမှန်ပေါ်ပြီဟိုမွန်ဒီကောင်လေးမှားနေရသေးတာเนาะတတိထဖက်ပါမင်းနဲ့ဆန်တို့ဒီစာအုပ်ကိုတုံးနေဆိုနေနဲ့တတိထဖက်ပါเนาะဟုတ်ပြီအဲ့တော့ဟိုမွန်အဲကြီးခန်းတိုင်းဒီပေါ့เนาะသူတို့သတ်မှတ်ထားတဲ့ဒီဟိုမွန်စာပေပြမယ့်အချိန်တွင်ပါလေဂေါ်ကြီးတခုမှာတဲ့မိမိနေထိုင်ရအိမ်အထီကိုတိုရီနီဥခကအိမ်မှာလာယူပေးပါမယ်အိမ်ထိဝင်ဆောင်မှုလာပေးမယ်ပြန်ပြောမယ်လျှောက်လာတင်မယ်ဆိုလို့ရှိရင်သူတို့လုပ်ငန်းချိန်အတွင်းဖုံးဆက်ပေးပါအဲ့လိုဖုံးဆက်ပြီးပြီဆိုလို့ရှိရင်နောက်ရက်တွေမှာ customer သတ်မှတ်ထားတဲ့နေ့ရက် နေမှာပေါ့နော်သူတို့အိမ်ထိလာပြီးဝန်ဆောင်မှုပေးမယ်လာလုပ်ပေးမယ်ပေါ့နော်တစ်ချက်နောက်တစ်ခုကကျတော့အိုတိုတိုကဲဟိလာရောက်ယူရမယ်နေပို့ပေးမယ်နေပေါ့နော်တိုတိုကဲဆိုတော့အဲ့တော့အိုအာဇူကာရီရှိတာဟိနော်ယောက်ခုသူတို့အလိုက်တဲ့ရဲရဲတဲ့ယောက်ခုပြန်မြတ်လာပြန်ပါစကလုံးနေလည်းမသိဘူးအီချီစံခန်အတူလေ issue ခန့်တဲ့နေမှာပါစမ်းခန့်ဆိုတော့မရှိပါဘူးဒါကရွေးချယ်တာနဲ့ခန့်နေဘာမှမဆိုင်ဘူးတွဲစရာမလိုတဲ့ဟာကြီးဘူးညနေကျွန်တော်တတိထားမယ်နော်ဒီစာအုပ်သုံးမယ်ဆိုလို့ရှိရင်ဟုတ်ပြီနော် ဒါ issue ခန့်လို့မှတ်မယ်နော် issue ခန့်မြဒီဆိုင်းရမှားနေတယ် issue ခန့်အတုခါရသူတို့အက်လိုက်တဲ့ရက်ရက်ပြန်ပြန်နောက်ထပ်တပတ်နောက်လောက်ဆိုလို့ရှိရင်တဲ့ဂျီတာခုအဲသူတို့အိမ်တို့ဟောနော်အိုတိုတိုခက်တက်ခီမတ်ပို့ပေးမယ်ပို့ပေးမယ်ပေါ့နော်သူတို့က app စီအက်လိုက်တယ်အဲ့လို app ပြီးဆိုတော့ ਨੇ ခရင်းနဲ့မှ add တဲ့ပစ္စည်းကိုနောက်ရက်တပတ်တွင်မှအိမ်ကိုပို့ပေးမယ်ပေါ့နော်နောက်တစ်ခုကအိုမိုရှိခိုမီတိုခီနီတဲ့အဲ့လိုမျိုးရှောက်ထားတဲ့အချိန်ကြာလို့ရှိရင်တဲ့အေဂီယိုဟီနော့နာခခါရသူတို့လုပ်ငန်းလေပရစင်တနေ့ကြီးဆိုစနေတနေ့ကြီးနေ့အထဲမှာပေါ့နော် တနင်္လာမပါဘူးဒါမှမဟုတ်ရှင်တနင်္လာနေ့စနေဆိုလို့ရှင်တနင်္ခနေ့မပါဘူးအဲ့ဒီရက်သေးကနေပြီးတော့မှဒိုဒိုခဲဟီတို့တို့ပုတ်ပေးရမယ်နေ့နဲ့ជីခံအချိန်ကိုတဲ့ဂေါ်ရှိတဲ့ခုတာဆိုင်ပြောပြပါပြောချင်တာကကျွန်တော်ကပစ္စည်းအပ်လိုက်တယ်ပစ္စည်းအပ်လိုက်တယ်ဆိုလို့ရှင်တို့လုပ်ငန်းက Sunday နေ့ sorry တနင်္လာနေ့ပြီး Sunday နေ့ထိအလုပ်လုပ်တယ်ဆိုလို့ရှင်ကျွန်တော်ကပို့စီခြင်းတဲ့ရက်ကိုတို့သတ်မှတ်ထားတယ်တို့အလုပ်လုပ်တဲ့ရက်ကိုပဲညွှန်ပေးရမယ်အချိန်ကိုပဲညွှန်ပေးရမယ်ပေါ့နော်အဲ့လိုပြောသွားတာတစ်ချက်အဲ့ဒီကကြတော့တို့လာပြီမှာဟိုးမွန်းကြည့်ခံတို့လုပ်ပေးမယ်အချိန်ကကြတော့တို့အဲ့အိမ်ထိလာပြီးစားပေးပေးမယ် အချိန်ကကြတော့တဲ့သူတို့လုပ်ငန်းလေပတ်တဲ့ရက်ရဲတဲ့ညနေ6နာရီကနေညနေ10နာရီအထိအဲတို့တက်မှတ်ထားတယ်သူတို့ကြိုက်တယ်လို့မျိုး GU ပေါ့နော်လို့လက်လက်ယူချင်နိုင်တယ်ဟုတ်ပြီအဲ့ဒါလေးဖတ်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်တို့ကနေပြီးတော့အဖြေသွားကြည့်မယ်ဒါတကယ်တော့ဒါကကျွန်တော်ကဒီဘက်ကဒါလိုဖတ်လိုက်တာဒီစာပိုက်တွေဖတ်မယ်ဆိုရင်တော့နီးတနည်းရှိသေးတယ်အဲ့ဒါကအဖြေကိုကြည့်ပြီးတော့အဲ့အဖြေတစ်ခုချင်းနေသွားရှာလို့ရတယ်နော်အခုကကျတော့ဒီဘက်ကစာတွေဖတ်ပြီးတော့အဖြေကိုရှာတာအဲ့တော့ကြည့်ကြည့်မယ်နံပါတ်1ကိုကြည့်မယ်နံပါတ်1ကကျတော့ဘာပြောလဲဆိုတော့တဲ့ ဖုံးနဲ့ရှောက်ထားတဲ့ရဲရဲနောက်နေ့တွေမဟုတ်ဘူးဆိုလို့ရှိရင်ပြောချင်တာကပေါ့နော်ဖုံးဆက်လိုက်ကျွန်တော်ဒီနေ့ဖုံးဆက်တယ်ဒီနေ့တနင်္လာဖုံးဆက်တယ်ဆိုရင်မနေ့ပြန်အင်းကအဲ့ဒီနေ့တာမဟုတ်ဘူးဆိုလို့ရှိရင်တူရီနီခိတဲ့မိုရာရဲ့နိုင်တယ်လာယူအဲအဲ့နေ့တာမဟုတ်ဘူးဆိုလို့ရှိရင်လာယူပေးလို့မရဘူးတဲ့ပြောချင်တာကဟုတ်ပြီနော်တူကဒီဘက်မှာပြောထားတယ်လေဖုံးဆက်ပြီပါဖုံးဆက်ပြီဆိုလို့ရှိရင်နောက်ရက်မှာအိမ်ထိလာယူပေးမယ်တို့တမတ်ထားတယ်နေ့မှာအဲ့လိုပြောတယ်နံပါတ်၁ကဘာပြောလဲဆိုတော့ နံပါတ်1ကဘာပြောလဲဆိုတော့တဲ့ဖုံးဆက်တဲ့ရဲ့ရဲ့တာရဲ့ရဲ့နောက်ရဲ့မဟုတ်ဘူးဆိုလို့ရှိရင်လာယူပြီးလို့မရဘူးဟုတ်ပြီအဲ့ဒါဖြစ်နိုင်မဖြစ်နိုင်စဉ်းစားရမယ်နော်ဖုံးဆက်တဲ့ရဲ့ရဲ့နောက်ရဲ့မဟုတ်ဘူးဆိုရင်လာယူပြီးလို့မရဘူးอืมနံပါတ်2ကကြတော့မနက်7:00နာရီကနေညနေ6:00နာရီမဟုတ်ဘူးဆိုလို့ရှိရင်လာယူပြီးလို့မရဘူးတဲ့ဟုတ်ပြီနော်မနက်7:00နာရီလို့သူပြောသွားတယ်အဲ့တော့မနက်7:00နာရီလို့သူပြောသွားတယ်ဆိုအဖြေမှာဒီစီစာပဲထက်မှာကညနေ6:00နာရီလို့ပြောတာလေ7:00နာရီလို့မအောင်ပြောတာဟုတ်တယ်မလားတို့လုပ်ငန်းချိန်ရဲ့ပြင်ပချိန်မှာတို့အိမ်ထိစပစ်ပေးတာဒီမှာကကြတော့ မနက်စင်နိုင်လို့ပြောသွားတာအဲ့တော့မဟုတ်တော့ဒါမဟုတ်တော့ဒါမဟုတ်တော့လို့သတ်မှတ်လို့ရတယ်နော်စင်နိုင်လို့ထည့်မပြောသွားဘူးနော်မနက်လို့ထည့်မပြောသွားဘူးနောက်တစ်ခုကကျတော့စနေနဲ့တနေ့ကနေခဲ့တဲ့တနေ့ကနေမှာဆိုလို့ရှိရင်တူတူခဲ့တဲ့မိုရာရဲ့နိုင်ခုတိုးတဲ့အဲ့တော့လာပုတ်ပြီးလို့မရဘူးတဲ့စနေနဲ့တနေ့ကနေမဟုတ်လို့ရှိရင်လာပုတ်ပြီးလို့မရဘူးတဲ့အော် sorry စနေနဲ့တနေ့ကနေကလာပုတ်ပြီးလို့မရဘူးတဲ့စနေနဲ့တနေ့ကနေလို့ပြောတဲ့အတွက်ကြောင့်ငါတို့ကနေပြီးတော့ဘာလို့ရှားတော့မလဲဆိုတော့သူပုတ်ပြီးလို့ရတဲ့ရက်ကလုပ်ငန်းလေပတ်တဲ့ရက်ပဲပို့လို့ရတာအဲ့ဒါဆိုလုပ်ငန်းလေပတ်တာဘယ်ရက်လဲဆိုတော့သူကတစ်ချက်ပြန်ကြည့်ရတော့အဲ့တော့ဘယ်မှာကြည့်မလဲဆိုလို့ရှိရင်တို့လိုက်ရှာလိုက်ရှာတော့ရက်တွေကဒီမှာပါတယ် အေဂျိုဟိအေဂျိုဟိကကြတော့သူလုပ်ငန်းလေးပတ်တဲ့ရက်ကတနင်္လာနေ့စနေနေ့ထိဆိုတော့ပိတ်တာကတနင်္ဂနွေပေါ့ဒါမှမဟုတ်ရှင်ဒီမှာဆိုလို့ရှိရင်အဲဒါဆိုလို့ရှိရင်စွာယုံပိတ်ရက်တွေပြောတာအဲ့ဒါဆိုလို့ရှိရင်သူကပြောတာကစနေတနင်္ဂနွေဆိုလို့ရှိရင်လာဖို့ပြီးလို့မရဘူးလေစနေနေ့ဆိုရင်ပို့လို့ရတယ်လေတနင်္ဂနွေဆိုရင်တော့ဟုတ်ရင်ဟုတ်မယ်စနေနေ့ကသူတို့လုပ်ငန်းဖွင့်တဲ့ရက်ကိုအဲ့ဒါဆိုရင်လည်းပဲနံပါတ်3ရလည်းပဲမဖြစ်တော့ပြန်အောင်ချက်ချင်းခဲ့ရအောင်နံပါတ်လေးဆက်ကြည့်မယ်တိုတိုကတဲ့မိုရောဟီွာတဲ့လာပုတ်ပေးသေးတဲ့ရက်ကိုတဲ့ရှီတိတ်ဒိခိနိုင်နဲ့ဟိုကတ်စတမာတွေရတဲ့တတ်မှတ်ပြီးလို့မရဘူးပဲအဲ့ဒါလုံးဝမှားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာလी ဒီမှာလေဘာလို့ရှိရင် customer ကသတ်မှတ်ထားတဲ့ရက်ရက်ရက်မှာပေါ့เนาะသူတို့လာလုပ်ပေးပါလိအဲ့ဒါဆိုရင် customer ကိုယ်တိုင်သတ်မှတ်ထားတဲ့ရက်ကိုလာပို့မှာဆိုတော့ဒါလေးပဲ customer မပြည့်ရင်လောက်ရမယ့်အရာဘာလေးလို့မေးဖို့မိထားပြတဲ့ကြောင့် customer ကလာပြီးတော့ပို့လို့ရတဲ့ရက်ကိုတဲ့ရွေးချယ်လို့မရဘူးဒီဘက်မှာကသူတို့ တက်မှတ်ထားတဲ့ရက်ကိုသူတို့တက်မှတ်ထားတဲ့ရက်ကိုလာယူပေးမယ်လို့ပြောတဲ့အတွက်ကြောင့်ဒီနံပါတ်လေးရလဲလွဲနေတယ်ဟုတ်တယ်မလားနံပါတ်လေးရလဲလွဲနေတယ်ဘာလို့လွဲရလဲဆိုတော့ customer မှာရွေးချယ်ခွင့်မရှိဘူးတဲ့ customer ရွေးချယ်ခွင့်မရှိတော့မဟုတ် customer ရွေးချယ်ထားတဲ့လုပ်ငန်းလေပတ်တဲ့ရက်အတွင်းကိုသူတို့ကလာပြီးစာပေးပေးမှာဟိုအဲ့တော့ရွေးချယ်ခွင့်ရှိရလေအဲ့ဒါကြောင့်မလို့လေးရလဲပဲလွဲနေတဲ့အတွက်ကြောင့်အဖြစ်ရနံပါတ်1ဖြစ်တယ်အစိုးရကနံပါတ်1မှန်တော့တည်တယ်တေချောင်လို့ဖတ်တာဘာလို့နံပါတ်1မှန်တည်တယ်ဆိုတာက ကိုဖုံးဆက်ထားတဲ့ရက်ရဲ့နောက်ရက်မဟုတ်လို့ရှင်ဘယ်လိုလာယူလို့ရမှာလဲသူဒီမှာတရက်ပြောထားတာလीဒီနေ့ဖုံးဆက်ရင်အဲ့ဒီဖုံးဆက်တဲ့နောက်ရက်မနက်ရှင်သုံးပုံနောက်ရက်နောက်ရက်ဒီမှာပဲလာယူပေးမှာလीဟုတ်တယ်မလားအဲ့တော့ဖုံးဆက်ထားတဲ့နောက်ရက်တာမဟုတ်ရင်ဘယ်လိုလာယူပေးမလဲဖုံးဆက်ထားတဲ့နောက်ရက်မဟုတ်ဘူးဆိုလို့ရှင်ဒီရက်ပေါ်အခုချက်ချင်းပေါ်ပြောချင်တာအခုချက်ချင်းလာမယူပေးဘူးသူတို့ဘက်မှာပြောသွားတယ်ယောကုကြီးစုပ်ဤခိုးလို့ပြောသွားတာဟုတ်အဲ့ဒါဆိုတဲ့အတွက်ကြောင့်မဖြစ်မနေသတိထားမှာဒီအချက်ကိုသတိထားမှာကိုကဖုံးဆက်လိုက်တယ်ဒီနေ့ဖုံးဆက်ပြီးဒီနေ့လာယူမယ်လို့ထင်လို့မရဘူးနောက်ရက်မှလာယူလို့ရမှာအဲ့ဒါကိုသတိထားမှာဖြစ်တယ်ပေါ့နော် အဲကြောင့်လို့ဖြစ်ရနံပါတ်1ဖြစ်တယ်ဒီမှာစကားပြောတာနည်းနည်းများတဲ့ကြောင့်အချိန်နည်းနည်းကြာသွားတယ်အဲ့တော့ရက်ဒီမှာစတားပု္ပ္ပာဒီနှစ်တော့အဲ16ခွန်လာပိုင်းရဲ့စတားပု္ပ္ပာကိုတင်ပြပါမယ်ဟုတ်ပြီနော်အဲ့တော့အန်တီသမားတွေဆောင်ပေးကြပါအဲ့တော့ဒါကခွန်လာပိုင်းအတွက်ရေတော့မဟုတ်ဘူးဆောင်ပေးပွဲတွေအတွက်အများအမ်းဆောင်ပေးပွဲတွေဖြစ်နေမယ်ဆိုလို့ရှိရင်အများအမ်းအကျုံးဝင်နေမှာနော်ဒီဗီဒီယိုဖိုင်တွေဒီနီးလန်းတွေအဲ့ဒါကြောင့်မလို့အဲ့တော့အချိန်ချင်းလေ့လာကြပါအားလုံးစီမီကြပါစေ